အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ဟာရန်မုံငွေမလုံလောက်တာကြောင့်မြမပြည်သူတန်းအတွက်စားနပ်ရိက္ခာထောက်ပံ့မှုလှုပ်ဆောင်နေရတွေရပ်ဆိုင်းတော့မယ်ဆိုတဲ့သတင်းမှာကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP ကရန်မုံငွေမလုံလောက်တာကြောင့်မြမနိုင်ငံကလူဦးရေတန်းစားအတွက်ထောက်ပံ့နေတဲ့အထောက်ပံ့တွေကိုလာမယ့် AP လကနေရပ်ဆိုင်းတော့မယ်လို့မလ14ရက်နေ့မှာထုတ်ပြန်လာခဲ့ပါတယ် အခုလိုထောက်ပံ့တွေရက်ဆိုင်တာဟာရခိုင်ပြည်အလဲပိုင်းကနေနေရဆုံခွာနေရသူတသိန်းကိုပါထိခိုက်မှုတွေရှိလာမယ်လို့ WFP ကဆိုပါတယ်။အခုနှစ်အတွင်းမြန်မာပြည်သူတွေအတွက်ရိတ်ခထောက်ပံ့ကူညီပေးဖို့ရန်မုံငွေအဖြစ် American Dollar တန်း60အရေးတကြီးလိုအပ်နေလို့သိရပါတယ်။ရန်မုံငွေအစ်စ်မရရှိခင်အချိန်မှာအသက်9နှစ်ရောက်ကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေ၊နှုတ်တိုက်မိခင်တွေနဲ့မတန်ဆန်းသူတွေအပါအဝင်လူဦးရေ3000ကျော်ကိုတော့ကူညီပေးမှုတွေဆက်ရှိနေမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့လူရေ15သတ္တမ2သန်းဟာတနေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကိုမပြည့်မီတဲ့အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေရပြီးနှစ်သတ္တမ3သန်းကတော့ဆာလံမုတ်သိမ့်မှုတန်ကိုရင်ဆိုင်နေရတယ်လို့ WFP ကဆိုထားပါတယ်မြန်မာနိုင်ငံလူရေသုံးပုံသဘောဟာစားနပ်ရိက္ခာရှာပါမှုနဲ့ကြုံတွေ့နေရပြီးအခုနှစ်အတွင်းမှာအခြေခံစားသောက်ကောင်ဈေးနှုန်းတွေဟာ30ရာခိုင်နှုန်းအထိထပ်မံဈေးတက်နိုင်တယ်လို့ကမ္ဘာကုလသမဂ္ဂအဖွဲ့ကလည်းအသိပေးထားပါတယ်ရှင်ကျမနွယ်နွယ်ပါ